ဒီနေ့ဗီဒီယိုမှာတော့ဒီ Neon Beast Event ကို Diamond တက်တောင်ဘယ်လိုဖောက်အောင်လဲဆိုတာရယ်ပြီးတော့ Diamond ဘလောက်ကုန်မလဲဆိုတာကိုကျွန်တော်ပြပြတော်ပြမှာဖြစ်ပါတယ်။အဲတော့ဒီ event ကဘယ်တော့လာမလဲဆိုရင်ကျွန်တော် April 12ရက်နေ့မှာလာမယ်။အဲတော့ကျွန်တော် April 12ရက်နေ့ကနေ May 12ရက်နေ့အထိစုစုပေါင်း3လကြာမယ်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော် event shot တွေကိုတစ်ချက်ကြည့်ရမယ်။ event shot တဲမှာဆိုရင်ကျွန်တော် Neon Beast skin တကောင်ကို Crest 1200နဲ့လဲလို့ရမယ်။အဲကျွန်တော် Crest 1200ဆိုတာကဒီအကျင့်ရအဖြစ်ပေါ့နော်။တရားကနေ120ကြားကိုလဲပေးရမယ်။ ဒါကဘာလို့လဲဆိုရင်ကျွန်တော်အကြိမ်ကြီးကတစ်ကြိမ်ကိုပြန်မြတစ်စိမ်နဲ့တွက်ထားပေးရတော့ဗောနော်အဲ့တော့ကိုကကန်ကောင်းနေဆိုရင်အကြိမ်ကြီးတရားနဲ့လည်းရနိုင်တယ်အကြိမ်ကြီးကန်ဆိုရင်တော့အများဆုံး120အထိလဲပေးရမှာဗောနော်အဲ့ဒီ event identity ထဲမှာလည်းကျွန်တော်အရင်နှစ်ကလာခဲ့တဲ့ဟာတွေပြန်ပါတယ်အဲ့တော့ကို့မှာဒီ identity ရှိပြီဒါဆိုရင် crest တွေပြန်ရတယ်ဗောနော်အဲ့တော့ဒီဟာတွေပေါက်ထားပြီဒါဆိုရင်တော့ကိုကနေပြီးတော့လဲရတာပို့ပြီးတော့တတ်တာမယ် okay ဒါဆိုရင်ကျွန်တော် event လာလာချင်း april 12ရက်နေ့မှာ weekly bet ၄ဘက်ကိုထည့်မယ် အဲ့တော့ကျွန်တော်ဒီ weekly bet လေးဘက်ကဘာလို့ထည့်ခံရလဲဆိုရင်ကျွန်တော်ကဒီ event ကိုတစ်လလုံးဖောက်မယ်ပေါ့နော်အဲ့တော့ဒီဆက်ဆက်ချင်းထည့်တာ weekly bet လေးဘက်နဲ့နေကျွန်တော်တို့ကတရက်ကိုတစ်ချိန်စီလဲတော်လို့ရတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီမှာ weekly bet လေးဘက်ကိုထည့်ခိုင်းနေပေါ့နော် okay အဲ့တော့ကျွန်တော် april 12ရက်နေ့ကနေပြီးတော့ april 16ရက်နေ့ထိကိုတရက်ကိုတစ်ချိန်စီလဲပါမယ်သူ့ရဲ့ဘီမာကတော့ကျွန်တော်ကျန်တဲ့ diamond ကိုပြထားပေးရဲဒါကတော့ကိုယ့်လက်ထဲမှာကျန်တဲ့ diamond ကိုကျွန်တော်ပြထားပေးရဲပေါ့နော်သူရဲ့ဘီယာတူတဲ့ရောကြောင့်ကျွန်တော်လဲ့သွားတဲ့အချိန်ရေအတွက်ပေါ့နော်စုစုပေါင်းအချိန်ရေအတွက်ကိုကျွန်တော်ပြထားပေးရဲ့ โอเคအဲ့တော့ကျွန်တော်ဧပြီလ16ရက်နေ့မှာစုစုပေါင်းအချိန်ကြီးရခုနှစ်ချိန်အထိပြီးပါမယ်ပြီးပါရင်ကိုယ့်လက်ထဲမှာကျန်မဲ့တိုင်းမူကတော့985လုံးကျန်မယ်โอเคအဲ့တော့ကျွန်တော်ဧပြီလ19ရက်နေ့ဒီ event phase 1လာတဲ့နေ့မှာတိုင်းမူ250ထည့်မယ်ပြီးပါရင်ကျွန်တော်ထည့်ထားတဲ့ဟာနဲ့ဒီအရှိရက်မှာကျန်တဲ့ဟာနဲ့ပေါင်းပြီးတော့စုစုပေါင်း17ချိန်လဲမယ်ပေါ့နော်ဆက်တဲ့ချိန်လဲတဲ့အတွက်ကျွန်တော်လက်ထဲမှာဒိုင်မိုကတော့80ကျပ်ပဲပြီးတော့ဒိုင်မို485ကုန်မှာဖြစ်ပါတယ် အဲ့တော့ဒီ phase 1အတွက်က free token အခု30ရမယ်။အဲ့တော့ဒီ phase 1ပေါ့နော်။ April 19ရက်နေ့မှာစုစုပေါင်းအကြိမ်ကြီးက48ကြိမ်ထိပြီးတော့မှဖြစ်ပါတယ်။ Okay ဒါပြီးွားရင်ကျွန်တော် April 20ရက်နေ့ကနေပြီးတော့ April 25ရက်နေ့ထိကို daily လဲဝအောင်မယ်ပေါ့နော်။အဲ့တော့အဲ့အတွက်ကကျွန်တော်ကဒီ weekly ban ရတဲ့ဟာနဲ့ဒီလဲဝလို့ရတဲ့ Okay ဒါပြီးွားရင်တော့ phase 2လာရရောက်ပြီပေါ့နော်။အဲ့တော့ဒီ April 26ရက်နေ့မှာ diamond 9ရောက်ပြီးချက်လုပ်မယ်။အဲ့ဒီမှာပဲကျွန်တော် နောက်ထပ်17ကြိမ်ထပ်ပြီးတော့လဲမယ်ပေါ့နော်။ အဲဒီအတွက်ကြောင့်ကျွန်တော်ကဒိုင်မွန်ကဒီတစ်ခါကျတော့925လုံးကုန်မယ်ပြီးတော့ကိုယ့်လက်ထံမှာဒိုင်မွန်ကျတော့45လုံးကျဲမယ်ပေါ့နော်အဲဒီ face 2အတွက်ကျတော့စုစုပေါင်း free token က29ခုထပ်ရမယ်အဲ့တော့ဒီ April 26ရက်နေ့မှာကျွန်တော်ဒီစုစုပေါင်းအကြိမ်ကြီးက94ကြိမ်ဒီပြီးသွားမှာဖြစ်ပါတယ်။ Okay အဲ့တော့ဒီ WeChat Pay တွေကတော့လုံးဝပြီးသွားပြီပေါ့နော် Face 1လည်းပြီးသွားပြီ Face 2လည်းပြီးသွားပြီ။အဲ့တော့ဒီ April 29ရက်နေ့ကနေပြီးတော့ May 17ရက်နေ့အထိကိုကျွန်တော်တရက်ကိုတစ်ကြိမ်စီထပ်ပြီးတော့လဲ့ပြီးမယ်။ ဒီလဲတာကျွန်တော်စုစုပေါင်း15ရက်ပေါ့เนาะအဲ့တော့ဒီ64ကို15ချိန်ထပ်ပေါင်းเนาะစုစုပေါင်းအချိန်100နဲ့9ချိန်ထိရမယ်အဲဒါကတော့ကျွန်တော်ကဒီ100နဲ့120ခြားလောက်ထိကိုလှုပ်ထားပြီးရေပေါ့เนาะအကယ်၍ကိုကဒီအချိန်130ခြားမှမလောက်တည်ဆိုရင်တော့ကိုက diamond ကတော့ထပ်ထဲမှာတော့ရမယ်အဲဒီမေလ17ရက်နေ့ဆိုတာတော့ဒါတော့ event နောက်ဆုံးရက်ပေါ့เนาะအဲ့တော့အဲ့ဒီမှာတစ်ခါရေထည့်ပြီးတော့လဲဖို့တော့ပြောချင်ပါတယ်အကယ်၍ကြော်ဝိုင်းဆိုမရတော့ပေါ့เนาะ အဲ့တော့ဒီ event တက်လာပဲလာမှာအဲ့တော့ဒီမီလာ၁၀ရက်နေ့မှာအကြွေးကိုကနေပြီးတော့ draw ကမလောက်တော့ဘာညာဆိုရင်တော့တခါလေးထည့်ပေါ့နော်အဲ့တော့ပြောရှင်းတာဒီ face to be ွားတဲ့ခါကျရင်ကိုမှ quant ကဘယ်လောက်ရှိလဲတစ်ချက်ကြည့်လိုက်ပေါ့နော်အဲ့ကြမှာကိုကလောက်လားမလောက်လားအဆုံးဖြတ်လို့ရမှာဒါကြတော့ကျွန်တော်ကအကုန်လုံးပြန်များလောက်ထားပေးရဖြစ်တဲ့အတွက်တယောက်နဲ့တယောက်ကတော့မတူဘူးပေါ့နော်အခုကျွန်တော်ပြောတဲ့ညီတိုင်းဖောက်သွားရင်တော့အချိန်ရရတော့တရားနဲ့ကိုချိန်ရတော့ပြည့်ပြည့်တယ်အဲ့တော့အကြွေးကိုမှ crash မလောက်ခဲ့ဘူးဆိုရင်တော့ဒီနောက်မှာကိုကကိုကြည့်ပြီးတော့ထည့်လို့ရတယ်ပေါ့နော် Okay ဒါတော့ကျွန်တော် Neon Beast Skin ယူတဲ့ညိုကျွန်တော် လောက်ထားပေးရဖြစ်ပါတယ်အဲ့တော့ဒီနောက်မှလည်း Naruto Event လာအောင်ပဲပေါ့နော်အဲ့တော့ Naruto Event လည်းကျွန်တော်လုပ်ပေးမယ်အဲ့တော့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လေးလုပ်သွားလို့ရပါတယ်ပြီးွားရင်ကျွန်တော် TikTok account လည်းဖွင့်ထားရပါတော့ TikTok မှာကျတော့ဒီတစ်ခါလေကြာ YouTube မှာမတင်တဲ့အတူလေးဆိုကျွန်တော်က TikTok မှာပဲတင်လိုက်တယ်အဲ့တော့ကျွန်တော်ရဲ့ TikTok account ကိုလည်းလာပြီး follow လုပ်သွားလို့ရပါတယ် Okay အဲ့တော့ကျွန်တော်နောက် video မှာပြန်တွေ့ကြမယ် See you guys